ငလင်လှုပ်မယ်လို့အတိအကျဆိုထားတဲ့ဒေဒင်ဆရာပေါ့ဂျွန်မိုးသဲကိုလက်ရဖမ်းလိုက်ပါပြီတဲ့မုံရွာမြို့မှာဖမ်းမိတယ်လို့တော့ပြောတာပဲမင်္ဂလာပါမိုးချန်နယ်လေးကိုချူစွလိုက်ပါတယ်မိုးအခုတက်ဆက်ပေးချင်တဲ့ဗီဒီယိုလေးကတော့လေးလပိုင်း22ရက်နေ့ကိုမြင်းငင်လင်းလောက်မယ်ဆိုပြီးတော့ဒီသတင်းတွေဖြန့်လိုက်တဲ့ပေါ့နော်ဘေးဒင်းစီကဂျုံမိုးတဲကတော့အခုဆိုလို့ရှိရင်တော့ဖန်စီခံလိုက်ရပြီပေါ့နော်ဗီဒီယိုရမှာဆိုလို့ရှိရင်တော့ပြည့်စုံပါပါဒီဘေးဒင်းစီကအသက်အကြီးမဟုတ်ဘူးပေါ့နော်16နှစ်မပြည့်သေးတဲ့ကလေးတက်တာပဲရှိရပေါ့နော် သူထုတ်ပြန်လိုက်တဲ့သတင်းကြောင့်ပေါ့နော်ပြည်သူတွေအထိတ်တလန့်ဖြစ်သွားတယ်။ဒါကြောင့်မို့လို့လက်ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းလေးကိုတိဆက်ပေးမှာဖြစ်ပါတယ်။ချိတဲ့မျိုးတွေလည်းဘဝဥဒရာသင်ကန်းဆိုင်ရအောင်လို့ပြန်လည်မျှဝေလိုက်တာပဲဖြစ်ပါတယ်။အရောက်မှာစိတ်ဝင်စားဖို့ကောင်းနေပေါ့နော်။ဗီဒီယိုလေးကိုဆုံးထိတ်လိုက်ပတ်ကြည့်ရှုပေးဖို့ဖိတ်ခပါရရှင့်။အခုလောလောဆယ်တော့ဒီဗီဒီယိုလေးရဲ့အမကောမန့်လေးတွေမှတ်လို့မရသေးဘူးပေါ့နော်။ကောမန့်လေးတွေပိတ်ထားတယ်။မတမာသူတွေလာရကောမန့်တွေမှတ်နေလို့ပေါ့နော်။အဲဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်။ငလင်လုံးမယ်လို့အတိအကျဆိုထားတဲ့ဒီ ဘေဒင်ဆရာပေါ့နော်ဂျွန်ပါမစ်စထရီပေါ့ဂျွန်ပါမစ်စထရီဂျွန်မိုးသေးဟိုတဲ့အဲဖမ်းမိသွားပြီလို့သိရတယ်ဖမ်းဆီးလိုက်တယ်လို့သိရတယ်ဗျသူ့ရဲ့ပြစ်မှုတွေကတော့အများကြီးပဲနောက်ပြီးတော့သူကကျွန်တော်တို့ထင်ခဲ့တာပေါ့နော်အသက်နည်းနည်းခက်လက်လက်အရွယ်လို့ထင်ခဲ့တာဒါပေမဲ့သူကအသက်ခက်လက်လက်အရွယ်မဟုတ်ပဲねကလေးတတတယောက်ပဲဖြစ်နေတယ်အဲသူ့ရဲ့ ဒီပေါ်ပြချက်တွေရဆိုလို့ရှိရင်သူ့ရဲ့ပြစ်မှုတွေကတော့အများကြီးပဲဗျနော်သူကအဲလူငယ်ထိမ့်သိမ်းဆောင်းရှောက်ရေးကြောင်းပေါ့နော်ခလေးဆိုတော့ထောင်ချလို့မရလို့အဲ့လိုမျိုးအဲ့ဒီကြောင်းတွေကိုလေသူကရောက်ဖူးတယ်ဗျအများကြီးပဲလို့အဲအဲ့တော့အဲဒါလေးလာပြောပြတာပါဗျနော်အဲ့ဒီဟိုမြေငလင်းလှုပ်မယ်လို့ပြောတယ်အဲ့ဒီဂျွန်း ဖာမစ်ထရီပေါ့နော်ဂျွန်ဖာမစ်ထရီဂျွန်မိုးသေးပေါ့နော်ဂျွန်မိုးသေးကိုလက်ရဖမ်းလိုက်ပါပြီတဲ့နော်အဲ့တော့မုံရမြို့မှာဖမ်းမိတယ်လို့တော့ပြောတာပဲကျွန်တော်အောက်မှာစကရင်အဲ့ဟိုစားဟိုစားလေးပုံလေးပြပေးထားမယ်ပြနော်အရန်ပြောရင်တော့ကြာတက်တော့တချို့ဟာကြတော့ဘန်းမှာဆိုလို့လीနော်ဒီကောင်းပိုင်ရှင်ဂျွန်မိုးသေးဟာဒီကြောင့်27နေရငလင်ကြီးကြီးလုံမယ်လို့ ကျွန်တော်ဒီလူမှုကွန်ရက်ပေါ်မှာတရင်ဖွားခဲ့ရလူဖြစ်ပါတယ်။ဒါသူ23ရက်နေ့ကဒါအစိုးရနေရောဖမ်းပြီးထိန်းသိမ်းလိုက်ပြီးဖြစ်ပါတယ်။သူက2021ခုနှစ်ကျွန်တော်ဒီ55နဲ့ကျွန်တော်ဒါမူရတရားရုံးမှာအသက်16နှစ်မပြည့်သေးတဲ့အတွက်ဟိုသူ့ကိုအိမ်မှာမိဘနဲ့အတူတူကောင်းမွန်စွာနေထိုင်ဖို့အမိန့်ချမှတ်ခဲ့သူဖြစ်ပါတယ်။ပြီးလို့ရှိရင်သူက2021ခုနှစ်မှာပဲဒီ PDF ကျွန်တော်တို့ တင်နှန်းကြောင်တက်ရောက်ခဲ့ပါတယ်2021မှာမုံရောင်မျိုးပြောင်းလဲနေထိုင်ပြီးတော့စစ်ဒီစကားစားနေရောဒါဖန်ဒီချုံအောင်ပြီးတော့2022ခုနှစ်မှာထောင်နဲ့နှစ်ချမှတ်ခဲ့ပါတယ်ဒီက2023ခုနှစ်မှာပြန်လဲလွတ်မြောက်လာပြီးတော့ဒီအခုအကောင်ကို2024ခုနှစ်မှာပြစတင်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်ဒါသူက2021ရဲ့နေ့ကဒါမဟုတ်မမှန်မလဲလှုပ်မလို့ကျူတင်ဟော့ကင်းထုတ်ခဲ့ပြီးဒါလူမှုကွန်ရက်ပေါ်မှာဒါတရင်နေပွားစီခဲ့တဲ့အတွက်ဒါသူ့ကိုစကားစားနေပြီးတော့ အရေးယူဖို့အတွက်ဖန်တီးချုံတော်ခဲ့တာဖြစ်ပါတယ်။ကျေးဇူးများတင်ပါတယ်ခင်ဗျာ။ဟာပြာဒီပရင်းစရာပြောတာတကယ်မှန်တော့သူတင်ထားတာ3လပိုင်း3ရက်နေဒီမှာခင်ဗျားတို့သိကြလိမ့်ပြလာမယ်3လပိုင်း3ရက်နေသူပြောတာမြန်မာနိုင်ငံမှာ3လပိုင်း3လအတွင်းမင်းငလင်းလောက်ကြလောက်မှာရယ်เนาะသူပြောတာတာတကယ်လောက်သွားတယ်3လပိုင်းအတွင်း28ရက်နေလောက်သွားတယ်ပြီးတော့ဒီနေ့သူနောက်တစ် post တင်သေးရယ်ဒီမှာကြည့်ပါဦး ဒီနောက်တဲ့ဒီ post တကူတင်နေရယ်ဒီ post မှာကြာတော့အာ2025လေးလပိုင်း27နှစ်ပြန်ကလေးလုံးมาတယ်เนาะโอเคငါတို့မြန်မာနိုင်ငံလူတွေဒီအရတော့ waiting ဆရာဟောရတာသူရဲ့မျက်နှာတော့မပါပါဘူးဗျာဒါပေမဲ့တကယ်ဖြစ်မှာလားမဖြစ်ဘူးလားအဲ့ဒါတော့ကျွန်တော်မသိသေးဘူးကျွန်တော်တို့စောက်ပြီးကြည့်ရတာပေါ့เนาะဗျာဒါတော့သူပြောတဲ့အားတွေဒီက comment နဲ့ဖန်လန့်စရာကြီးဗျာဒါတော့တကယ်သူပြောတာ အာဒီငလင်ငလင်လောက်မှာဆိုတာဒီမှာ3လပိုင်း3ရက်နေเนาะဒါ3လပိုင်း3ရက်နေသူပြောတာဒါတကယ်လဲလောက်သွားပါတယ်3လပိုင်း28ရက်နေခင်ဗျားတို့လည်းတည်တယ်နိုင်မယ်ငလင်လောက်သွားတယ်အခုကျတော့4လပိုင်းလို့ဒီနေ့ sorry ဗျာတင်ထားပါတယ်အဲ့ဒါကိုခင်ဗျားတို့တည်တည်ချာချာ4လပိုင်း27ရက်နေကျတော့တည်တည်ချာချာ AMP တွေထွက်ပြီးနေကြပါဗျာเนาะဆရာလုံးလို့တာယာကတော့ဗီဒင်ဆရာအစ်စ်ပါเนาะ သူ့ကိုရောဘယ်လိုမြင်လဲဖေဟာတဲ့။ဦးဇင်းကပုထုဇဉ်ယဟန်တပါဖြစ်ပါတယ်။အဲ့ဒီလိုပုထုဇဉ်ယဟန်တပါဖြစ်တဲ့အတွက်ဘုရားရဲ့ပုထုဇဉ်အမြင်နဲ့ဖြစ်လိုက်မယ်ဆိုရင်အမှန်ဖြစ်ဖို့ထက် အမှားဖြစ်ဖို့ကပိုများပါတယ်။ဒါကြောင့်ဦးဇင်းရဲ့ပုထုဇဉ်အမြင်နဲ့မဖြစ်ဘဲနဲ့မြတ်စွာဘုရားဤအမြင်နဲ့ပဲဖြစ်လိုက်ပါတယ်။တိလက်ခန္ဓာဝတ်တိဝိဇ္ဇာတုံးမှာမြတ်စွာဘုရားက ဝေဒင်သည်အစာရေစာမရှိသောတောနှက်ကြီးဟူ၍၎င်းပျက်စီးရာပျက်စီးကြောင်းဟူ၍၎င်း ဆိုအပ်ကုန်၏လို့ဟောကြားတော်မူထားပါသည်အဲ့ဒီခေါ်ကြချက်ကိုတုံ့ပြန်ကြည့်မယ်ဆိုရင်ရသော်ဖရာဤဘေဒင်တော်အငယ်ဟာဘေဒင်ကိုအလိုမရှိကြောင်းဘေဒင်ကိုမနစ်သက်ကြောင်းဣတာထင်ရှားလာပါတယ်။ဦးဇင်းလေးတဲ့ဖရာရှင်ဤတားတော်တစ်ပါးဖြစ်တဲ့အတွက်ဖရာဟောနဲ့စန့်ကျင်တဲ့ဤဘေဒင်ပညာကို ဖယားရှင်ရဲ့အလိုတော်တိုင်းအလိုမရှိပါဘူးမနဲ့တက်ပါဘူးเนาะဘယ်ရင်မြုံတဲ့သူတွေရှိလားကျမကတော့ဘယ်ရင်မြုံမိလို့ငါပါမှာတော့ကျမကနှစ်တိုင်းကိုလက္ခဏာပြင်းပြင်းစစ်တယ်ပေါ့နော်အရင်တော့ဆိုရင်လုံးဝဘေးတွေမယုံဘူးဒါပေမဲ့အဲ့ဒီလွန်ခဲ့တဲ့၃နှစ်လောက်ကရင်းနှီးတဲ့အမတရားပေါ့နော်ရင်းနှီးခဲ့တဲ့အမပေါ့အဲ့ဒီမကရင်းနှီးနေမှာအဲ့မအဲ့လိုမျိုးလက္ခဏာတွေပါကြီးကြည့်ပေးတယ်ဘေးတွေနေဟောပေးတယ်ဆိုတော့လေ မိန်းကလေးစိတ်ကယုံတာမယုံတာနောက်ပေါ့နော်အဲ့လိုမျိုးမေးချင်တာအရင်ပေါ့အဲ့ဒါနဲ့သွားမေးတာအမဟိုပေါ့အဲ့မြို့လည်းမတူဘူးမြန်တော့ကလေအဲတမျိုးနဲ့တမျိုးမတူဘူးမတူတဲ့ခါကျတော့အဲ့ Viber ကနေပဲလေးလှမ်းပြီးအမကအာမြန်မေးမေးချင်တယ်ဆိုတော့အမအဲ့လက်ပုံတွေပါပြီးပို့ပေါ့နော်အဲ့ဒါနဲ့အဲအဲ့လိုမျိုးမေးဖြစ်တာပေါ့ဒါပေမဲ့အရန်မှန်တယ်အမမြန်ဘွားမှလည်းအရန်အောင်ရတယ်တလား အဖြစ်ပြီးသားတွေပြောတဲ့နေရာမှာလည်းအယံမှန်တယ်လို့ချစ်ဆက်ဖြစ်မယ်လို့ပြောတဲ့အရာတွေကလည်းဖြစ်လာတာပေါ့နော်အဲ့လိုမျိုးမှန်တဲ့ခါကျတော့အမြတ်က Facebook ပေါ်မှာအမှအဲ့လိုတင်ပြလိုက်တယ်အမြတ်ကလည်းအယံမှန်နေအမားကဆိုတော့အမြတ်အကောင့်ထဲမှာရှိနေတွေ့လဲတော်တော်များများသွားမေးကြတယ်အသူတို့ဆိုလည်းမှန်ကြတယ်အဲ့ကြောင့်လေမြတ်မျိုးသားတော်မှာကွာသူဆိုလုံးဝကိုထုံးကလေဘေးထဲနေပါလေလုံးဝမယုံဘူးသူကအဲ့လိုလူသားတော်မှာ အဲ့ဒါမေးပြီးတာမှရှက်ရှင်လေး तू อ่ะအဲ့လိုမျိုးမှန်တာပေါ့နော် तू तू ရဲ့စိတ်နေစိတ်ထားဘာညာကအကုန်မှန်တယ်အဲ့အဲ့မှာ तू อ่ะလေလုံးဝလက်ဖြာခါလောက်အောင် तू ယုံသွားတာအဲ့တော့မြန်ကတခုဆိုရင်ဘွားမှာအကြီးမားဆုံးအပြောင်းလဲနေပါရင်ဂျုံခံနေရင်လေအမားကိုတတိယနဲ့တိုင်ပင်ဖြစ်တယ်ပေါ့နော်အမားကလည်းသူ့ရဲ့ပညာနဲ့အမြဲတမ်းကြည့်ပေးတယ်ပေါ့ အဲ့လိုမျိုးလဲရှိသလိုမျိုးအဲပြီးရင်နှစ်တိုင်းလဲမြက်ကဒီလက္ခဏာကြီးဆိုတာပြောင်းလဲတတ်တယ်လေကိုလုံးတဲ့ကန်ကန်ရဲ့အကျိုးတွေပေါ်မှာမူတည်ပြီးတော့ဒါမှမဟုတ်ကိုယ့်ရဲ့အစာအတော့အမိထိုင်နေကျမ်းမာရေးတွေပေါ်မှာမူတည်ပြီးတော့ဒီလက္ခဏာကြီးကနော်အသက်လမ်းကြောင်းနေဒီပေါ့နော်ဒီဟိုဟာလင်မယားရဲ့ဆက်ဆံရေးပေါ်မူတည်ပြီးတော့ဒီအိမ်တော်ကြီးလမ်းကြောင်းနေပါရီပေါ့နော်ဒီကိုစူးစမ်းနေတဲ့ပညာရေးလမ်းကြောင်းတွေဒီလိုမျိုးအများကြီးနဲ့နေတဲ့အရာတွေအကုန်လုံးပြောင်းလဲနေတာ အသက်လည်းကြောင်ငန်းရှည်ပြီးတော့ကြိလာမှာတို့သွားရလို့လည်းတပုံကြီးပဲကိုစားတောက်နေထိုင်တဲ့ပေါ်မှာမူတည်ပြီးတော့ပေါ့နော်အဲလက္ခဏာတွေအပြောင်းလဲနေရလို့မြင်ကအရင်ကလေးစားလဲဖတ်ဘူးတော့အမကလည်းမေးတယ်မာလက္ခဏာတွေကခဏခဏအပြန်စစ်ရတဲ့လားဆိုတော့အင်းနဲ့အဟွာပေါ့နော်ဒီလိုမျိုးကိုစစ်ချင်တဲ့အချိန်ညာပြန်ပြန်စစ်တဲ့နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပြောင်းလဲနေနေပေါ့ အဲ့ဒါတော့မြက်ကအဲတနေ့တစ်ခါလောက်တော့ပုံမှန်စစ်ဖြစ်တယ်ဗောနော်အမကလက္ခဏာလေးစစ်ပေးပါအမကလည်းရမ်းမှန်တော့အဲ့ဒီနေ့မှလေအမကမြက်ကိုပြောတယ်မြက်ရေးတယ်ဒီနေ့မှအဲ့တခြားကိစ္စတွေအားလုံးမှန်တယ်အဲ့ဒါကိုကိုတော်မကျွန်မကောင်းမှချက်ကလေမြက်တဲ့ဒီနေ့မှအဲ့ကာမလင်းနဲ့နော်တဲ့ဟိုကာထအစ်စ်ထွက်ဝင်လာမျိုးလည်းမလုံးနဲ့အောင်နဲ့ဝယ်မှားဖြစ်တတ်တယ် သူကပြောတာပါတက်တက်ညက်ကလည်းလေကားကွယ်မြေတို့အမျိုးမြတ်မျိုးသားဝယ်ထားတဲ့ကားကဒမကက်ကွာအကြီးကွာ အမြင့်ကွာမျက်ရည်လေးပုပ်ပူလေးနဲ့ကွာတခါလေသူအခကြီးတွေအများန်းသွားတယ်ခါရသူမအားတဲ့ခါမျိုးဆိုလဲကျမအာဒီကားကြီးနဲ့သွားလာနေရတယ်ကွာသူခီးသွားရင်လည်းကလေးချောင်းပိုးချောင်းကျိုပဲမဖြစ်မနေအလုံးကိစ္စပါညာဆိုဒီကားကြီးနဲ့သွားနေရကားရအကြီးပါကင်တော့လည်းခော့ဖင်းရလဲချွေးခေါင်းလဲရှေးအဲ့လိုမျိုးပေါ့နော်ခေါင်းရှိလာတော့ကိစ္စမရှိဘူးစွန်းစင်းနေကြအောင်ဆိုဖင်းရှိတာရကြတော့လေတနေ့မုံတနေ့ ကားကြော်ရင်လည်းတိုက်မလားပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့ဟာကြတော့မစီးချင်ဘူးပေါ့အဲ့တော့ကွာလေဟာ slow လေးပဲတကြီးတတ်တော့ဝယ်ပေးလဲဝယ်ပေးအစီကားလေးပဲဆိုတော့သူကအဲ့ဆိုလဲတဲ့ပေါ့ပါပါဝယ်ဆိုလဲအဲ့လိုမျိုးကျမလူချင်းချင်း SUV စီးချင်တယ်ကျောင်းကအဲ့ကြတော့အဲ့နဲ့ကိုထုံးကနောက်ဆုံးကြတော့ပြန်ဟောထားပေးမယ်လဲသူကမသိဘူးအဲ့ကိစ္စကျွန်မကျွန်မကျွန်မကြိတ်ပြီးမေးထားတာအဲ့တော့သူကမသိတဲ့ခါကျတော့အဲ၃လပိုင်း၃ရက်ပေါ့နော်ကျွန်မတို့ anniversary မှာဟိုမှာဖြစ်ရင်တဲ့ လဲပေးမယ်စကားရှုံးကိုခေါ်ရပြီးတော့အာကျွန်မလည်းပျော်ရွှင်မှုပြုပြီးတော့အမပြောတဲ့စကားလေးကိုဘေးချိုက်ပြီးတော့လဲချလိုက်တာလဲချလိုက်တဲ့အခါမှာအခုတလားလောက်ရှိပြီပေါ့နော်လဲကကတနေ့မဟုတ်တနေ့တမျိုးပြီးတမျိုးဖောက်တာတမျိုးပြီးတမျိုးဖြစ်တာရှင်သလားအလန်းလေးပေါ်လိုက်ဟိုဟာပေါ်လိုက်ဒီဟာပေါ်လိုက်ဟိုဟာဖြစ်လိုက်ဒါဖြစ်လိုက်ဆိုတော့ စိတ်နောက်ချက်ဖြစ်ရပါဘောเนาะဒါပေမဲ့တခုကောင်းတာ showroom မှာ ready ရှိတယ်သူကတနည်း ready ပေးထားတာဖြစ်တဲ့အတွက်သူ့ ready နဲ့မှအကျုံးဝင်တဲ့ဟာတွေဆိုလို့ရှိရင်သူတို့ကအကုန်လုတ်ပေးတယ်အဲ့တော့ showroom ပြန်သွားလိုက်ရင်မဲသူတို့ကတခုဆိုလုတ်ပေးတယ်မှန်တယ်ဒါပေမဲ့စိတ်နောက်ချက်ဖြစ်ရလေတခုပြီးတခုပေါ်နေတာကကိုကကောင်း easy မစီးရဘူးဘောเนาะအဲ့လိုမျိုးဖြစ်တာပေါ့အဲ့တမှာကိုကကိုရီပြောအော်ဒုက္ခရယ်လို့အမပြောကဘိုးလို့နားမထောင်လိုက်မြန်ငါတော့မှားပြီဆိုပြီးတော့ အဲ့လေရရောက်လို့ပါအဓိကတော့လာပြောတာပေါ့နော်ပြီးတော့နောက်တစ်ခါကျတော့အဲအဲ့ဒီကိုယ့်ရဲ့အခုချိန်မှာအရင်ဆင်းရဲနေတဲ့သူတွေရှိမယ်အာတခုခုလေးပေါ့နော်အာအဲ့လိုမျိုးလေးပေါ့အာကိုယ့်အနာဂတ်လေးနဲ့ပတ်သက်ပြီးတော့ဘာဆက်လုပ်ရမလဲမသိဘူးဖြစ်နေတဲ့သူတွေရှိမယ်အာမျိုးလေးဆိုရင်လက္ခဏာဆစ်ချင်တာပဲဖြစ်ဖြစ်ပြီးနေချင်တာပဲဖြစ်ဖြစ်နေလို့ရအောင်ညဘာဘာနံပါတ်လေးချပေးထားပါမယ်တောင်းမိကြည့်ပါအမားကကျတော့လက္ခဏာလေးဆစ်ပေးတယ်ထားတော့လည်းကြည့်ပေးတယ်ပြီးတော့တခြားနည်းတွေနဲ့လည်းကြည့်ပေးသေးတယ်အဲ့တော့တော်တော်များများပေါ့မှန် န်နေဟာဘယ်ဒီနည်းတွေအားကြတော့ဒါနိုင်ငံတကာကနေပြီးတော့အာဘယ်ဒီပညာတစ်ခုဒီအနေနဲ့အတိမတ်ပြုထားတဲ့နည်းဆိုတော့လေအာငါကတော့သဘောကျတယ်မှာပြီးတော့ဟိုတစ်ခါတလေကြာရင်အနှစ်သိမ့်မှုလို့နေတဲ့ဟာပေါ့နော်ဟိုရေတရားတွေအပြင်ကိုနှစ်သိမ့်မှုလို့နေတဲ့လူတွေဆိုလည်းမှာကောင်းကောင်းပြပြပေးနိုင်တယ်စိတ်ပညာအရာဟောလေအဲ့တော့ငါကတော့အဲအမားကနာမရောက်ဘူးလို့ကြီးနေရပြီပေါ့နော်အခုတော့ အားကြောင့်မလို့မေးစင်တဲ့လူရှိလဲသွားမေးလို့ရပါတယ်မြက် comment မှာချပေးထားပါမယ်ရှင်ဟုတ်ကဲ့ပါရှင်ပါပါရှင်ပါပါရှင်ဒီလပိုင်း21ရက်နေ့မှာဒီမြင်းကလေးလောက်မှဆိုလို့ပြည်သူတွေကရောက်မှာကြောက်လန့်နေကြပါတော့ဒီတည်င်းထုတ်ပြန်ခဲ့တဲ့ဒီဂျုံမိုတဲ့အခုဆိုလို့ရှိရင်တော့ဖန်ဆီးလိုက်ပြီပေါ့နော်နောက်တစ်ခါဒီလိုမျိုးရင်မလုံးအောင်လို့သင်ငန်းစာပေးလိုက်တာပဲဖြစ်ပါတယ်အခုချိန်နေတဲ့မျိုးရင်လည်းဗဟုသုတသင်ငန်းစာရလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်မိုးရဲ့ဗီဒီယိုလေးကိုစုံထိလက်ပကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းမိုးဆယ်လီတည်င်းနဲ့ဟာသဗီဒီယိုနဲ့ဗဟုသုတရဲ့ဆက်ဗီဒီယိုလေး တို့နှစ်စင်နဲ့ကြည့်ဆက်ပေးတော့မှာမို့မွတ် channel လေးကို like subscribe နဲ့တောက်ဖို့တောင်းဆိုပါရရှိနောက်ထပ် video မှာပြန်ဆုံမနာတတား